။မိတ်ဆွေတို့စဉ်းစားဘူးပါလား။ဘာလို့တချို့လူတွေက စီးပွားရေးတွေဘလောက်ပဲကြာကြာကိုယ်စင်နှုန်းတွေဘလောက်ပဲတက်တက်ဒေါ်လာဈေးရွှေဈေးတွေဘလို့ပဲကမောကမဖြစ်နေပါစေ။သူတို့ရဲ့စိတ်ကအေးချမ်းနေပြီးသူတို့ရဲ့ကြွယ်ဝစံသာမှုက တိုးပွားမြဲတိုးဝနေတာလေ။တစ်ဖက်မှာကြတော့ကျွန်တော်တို့လိုတာမန်လူအများစုကမနက်မိုးလင်းတာနဲ့ဒီနေ့ပါစားရမလဲ။နောက်လလစားတော့ပါမလား။ ကျမရေမကောင်းဖြစ်ရင်ဘလို့လုံးမလဲဆိုတဲ့ဝေကြီးတော်ကရင်းနဲ့နေစဉ်ရုံးခံနေရတယ်။တကယ်တော့ဝေကြီးရလမှုဆိုတာမိတ်ဆွေသားစာဘလောက်များများရနေပြီလဲဆိုတော့ပုံမှာငူတည်နေတာမဟုတ်ပါဘူး။မိတ်ဆွေရတဲ့ပတ်စံကိုဘလို့စီမံခန့်ခွဲပြီးဘလို့အလုပ်ပြန်ခိုင်းရမလဲဆိုတဲ့အပေါ်မှာပဲငူတည်နေတာပါ။ဒီနေ့မှာတော့ကဘာကျော်ပြည်သူနာတွေယင်းဤမြို့နံသူတွေအသုံးပြုနေတဲ့ဘလို့အရှင်နေမျိုးမှမဆို ယူလဲမသွားနိုင်တဲ့ဝေကျေးစီမံခန့်ခွဲမှုလိဝက်ဆက်တွေကိုကျွန်တော်ကအသေးစိတ်ညွေပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုပြီးသွားရင်မိတ်ဆွေရဲ့ဝေကျေးအပေါ်ထားတဲ့အမြင်တွေလုံးဝပြောင်းလဲသွားပါလိမ့်မယ်။ကျွန်တော်ကအာမခံပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာကျော်စာရေးသူတိုနီရိုဝင်ရဲ့ Unshakable ပဲစာအုပ်ထဲကအနှစ်သာရတွေကိုမြန်မာဘာသာပြန်ဆိုပြီးဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုက နည်းနည်းလေးတော့ရှိပါမယ်။ဒါပေမဲ့မိတ်ဆွေရဲ့ဘဝအတွက်တန်ဖိုးရှိစေရပါမယ်။ကျွန်တော်တို့ဘာလို့ဆွေးနွေးမလဲဆိုတာကတော့တစ် unsecure mindset ဘလို့ရှင်နေမျိုးမှာမဆိုတုံလို့မသွားတဲ့စိတ်ထားဆိုတာပါလေ။နှစ် when i can mean စီပွားရေးကြရှင်ရင်တွေကရှောင်လွှဲလို့မရပါဘူး။ဒါပေမဲ့ဒါဟိုဘလို့အခွင့်ကောင်းယူရမလဲ။နံပါတ်3 hidden free မိတ်ဆွေရဲ့ပတ်စံတွေကို ဒေတာစိတ်ခိုးယူနေတဲ့ဇေယျစကားတွေရဲ့အပေါက်တွေကိုဘယ်လိုပိတ်မလဲ။နံပါတ်၄ asset allocation ပိုင်ဆိုင်မှုတွေကိုနေရာခွဲပြီးဘယ်လိုစနစ်တကျရင်းနှီးမြှုပ်နှံရမလဲ။နံပါတ်၅ real world စိတ်မှန်တဲ့ရှင်းလာမှုနဲ့စိတ်ရှင်းလာမှုရှာဖွေခြင်း။ဒါအပြင်ဗီဒီယိုရဲ့အဆုံးမှာတော့လူအများစုမေးသိရှိတဲ့မေးခွန်းတွေနဲ့လက်တွေ့ဘယ်လိုစတင်ရမလဲဆိုတာကို ြောကြားပြီးသွားမှာဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပါ။အပိုင်းဒီ and shigure fear ဖို့ဆိုတာဘာလဲ။ပထမဆုံးကျွန်တော်တို့နားလည်ရမှာက and shigure ပဲဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ပါ။ဒါရိုက်ဘာသာပြန်ဆိုရမယ်ဆိုရင်တော့မတုံမလုံးခိုင်ခံတော့ပေါ့။ဝေကြီးလောကမှာတော့ဒါဟာစိတ်အေးချမ်းသာမှုကိုဆိုလိုတာပါ။ကဘာရဲ့စီးပွားရေးပဲပြက်ပြက် မြမစီပွားရေးပဲယိုင်နေတဲ့ကို့မှာခိုင်မာတဲ့အစီအစဉ်တစ်ခုရှိနေတဲ့အတွက်ကြောင်းလန့်တကြမဖြစ်ပဲအေးစိမ့်တည်နေနိုင်တဲ့အရှင်နေမျိုးပါလူအများစုကပန်းဆန်ဆုံးရှုံးမှာကိုဒီမလောက်ကြောက်ကြပါတယ်ဒါကြောင့်ဖက်ဆန်ရှိရင်ဗန်ထဲမှာပဲထားကြတာပါဒါမှမဟုတ်အိမ်မှာပဲတင်ဆဲကြတာပါဒါပေမဲ့မိတ်ဆွေကငွေကြေးဖောင်းဖောင်းမှုဆိုတာရှိပါလေ ဒီနေ့တသိန်းချနေပစ္စည်းကနောင်နှစ်မှာတသိန်းဝဲဖြစ်သွားနိုင်ပါတယ်။ဒီတော့ငွေကိုမရင်နှီးမြုံနံပဲဒီတိုင်းထားတာကလည်းတကယ်တော့ရှုံးနေတာပါပဲ။အန်စီကိပဲဖြစ်တဲ့သူတွေကအန်နီယေကိုရှောင်တာမဟုတ်ပါဘူး။အန်နီယေကိုဘလို့ကင်တွေဖြစ်ရှင်ရမလဲဆိုတာကို နားလည်နေတာပါ။အပိုင်းနဲ့ Winter is coming ဆိုင်သူကပြောထားပါတယ်။စီဝါရေးလောကဆိုတာ ရာသီဥတုလိုပါပဲတဲ့။ဆောင်းနေလာမယ်၊ရွေရသေးလာမယ်၊မိုးရသေးလာမယ်။ဒါကကဘာဝတရားပါပဲ။ကျွန်တော်မြန်မာနိုင်ငံမှာလဲကြုံမှုကြတယ်မဟုတ်လား။ရွှေစည်းတွေထိုးတက်လိုက်၊ပြန်ကြလိုက်၊ဒေါ်လာစည်းတွေတက်လိုက်၊ငြိမ်သွားလိုက်၊အင်ရှာမြေစည်းတွေကောင်းလိုက်၊ပါလိုက်။ဒါကိုစီပါရေးဝါဟာရနဲ့ပြောရင်မက်ကတ်ကော်ရက်ရှင်လို့မဟုတ်ဘီယာမက်ကတ်လို့ခေါ်ပါတယ်။စီရင်စရာတွေရဆိုရင်တော့ စတော်စီကွက်ဟာကြံမြတဲ့နှစ်မှာတစ်ကြိမ်လောက်တော့ဆေးရခိုင်နှုံးလောက်ဈေးကျတတ်ပါတယ်။ဒုံနှစ်ကနေငါးနှစ်မှာတစ်ကြိမ်လောက်တော့ဝဝက်ခွဲဈေးကျတတ်ပါတယ်။ဒါဟာ ပုံမှန်ပါပဲ။ဒါပေမဲ့တာဝန်လူတွေကဈေးကျပြီဟေဆိုရင်ကြောင်းလန့်ပြီးရှိတာအကုန်ထုတ်ရောင်းကြပါတယ်။အဲ့ဒီအချိန်မှာတထေးတွေအရှိကြီးပဲဖြစ်တဲ့သူတွေကဘာလုပ်လဲဆိုတာသိပါလား။သူတို့က ပြုံးနေကြပါတယ်။ဘာလို့လဲဆိုတော့သူတို့အတွက်ဒါဟာရှော့စီနဲ့ဝေခွင့်ရတဲ့အချိန်ဖြစ်နေလို့ပါပဲ။ဥပမာမေဆွေအရန်ကြိုက်တဲ့အိမ်နှလုံးကပုံမှန်သိန်း9000ဈေးပေါရာကနေစီဝါရေးမကောင်းလို့သိန်း3000နဲ့ရောင်းမယ်ဆိုရင်မေဆွေဝမ်းနေမှာလားဝမ်းတာမှာလား။ပတ်စံရှိတဲ့သူဆိုရင်ဝမ်းတာပြီးဝယ်မှာပါပဲ။ယနေ့မြောက်နှံမှုမှလည်းဒီလိုပါပဲ။ဆောင်းနေဆိုတဲ့ ခက်ခဲတဲ့ကာလရောက်လာတိုင်းကြောက်မနေပါနဲ့အဲ့ဒါကသဘာဝပဲလို့လက်ခံပါလူများတွေကြောက်ပြီးရောင်းနေချိန်မှာ ကိုကဝယ်နိုင်ဖို့ပြင်ဆင်ထားပါ မုံနိုင်ပြီးရင်နေတာတာကထုံးစံပါပဲအပိုင်း၃ hidden feet and mesh နောက်တစ်ချက်ကတော့အရန်ကိုအရေးကြီးပါတယ် hidden feet သို့မဟုတ်မမြင်ရတဲ့ကုန်ကြစရိတ်တွေပါကျွန်တော်တို့ယနေ့မြုပ်နှံမှုလုပ်တဲ့အခါဥပမာ အတအမခံထားတာပဲဖြစ်ဖြစ် manual fan တွေဝယ်တာပဲဖြစ်ဖြစ်တွေ့ဝယ်တာပဲဖြစ်ဖြစ်ဂျားပွဲစားကားတွေဝင်ဆောင်ကားတွေရှိကြပါတယ်။စာအုပ်ထဲမှာတော့ American Store ဈေးကွက်ကိုအတိအကျဟာပြောထားပါတယ်။ဒီနေ့မြောက်နံမှုမန်နေဂျာတွေကကျွန်တော်တို့ကဆရာကြီးတွေပါမိတ်ဆွေတို့ကိုငွေကိုတူဖွားအောင်လုပ်ပေးမယ်ဆိုပြီးဝင်ဆောင်က200ခိုင်နှုန်းလောက်ယူကြပါတယ်။ဒီလိုက်ရင်200ခိုင်နှုန်းဆိုတာ နည်းနည်းလေးပါပဲဒါပေမဲ့ရေရှည်မှာတွေ့ကြည့်ရင် မိတ်ဆွေရဲ့အမြန်ဝေထဝက်လောက်ကအဲ့ဒီနှစ်ရာခိုင်နှုန်းစီကိုပါသွားနိုင်ပါတယ်ဒါကြောင့်တိုနီရောဘင်ကဘာကိုအကြံပေးလဲဆိုတော့အင်ဒက်ဖန်ကိုဝယ်ပါတဲ့အင်ဒက်ဖန်ဆိုတာဈေးကွက်တစ်ခုလုံးကိုရှုံငုံပြီးဝယ်တာပါဥပမာ ကုမ္ပဏီတစ်ခုချင်းစီကို လိုက်ပြီးရင်းနေမဲ့အစားအကောင်းဆုံးကုမ္ပဏီ900လုံးပါဝင်တဲ့အစုအဝေးကိုဝယ်လိုက်တာမျိုးပေါ့ သူရဲ့ဝန်ဆောင်ကကအရင်သက်တာတယ်မြန်မာနိုင်ငံအနေနဲ့ပြောရရင်တော့ပိုနားမလဲတဲ့စီးပွားရေးတွေမှာ သူများပြောကန်တိုင်းလိုက်ထည့်ပြီးပွဲစားကပေးနေမယ့်အစားကိုပိုင်ညာနဲ့စဉ်းစားပြီးရေရှည်ခိုင်မာတဲ့အရာတွေဥပမာခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတွေတံမိုးတက်မဲ့ပိုင်ဆိုင်မှုတွေမှာဂိုင်းရိုက်ရင်းနှီးမြှုပ်နှံတာကစရိတ်စကားပိုတက်တာနိုင်ပါတယ်အဓိကမှတ်သားထားရမှာကစရိတ်နဲ့လေအမျက်များလေဆိုတာပါပဲ။ အပိုင်းလေအရှိကံမူကြီးလေးချက်ဝီလီယန်နာရီ လိုက်နာတဲ့မူကြီးလေးချက်ရှိပါတယ်။ကျေဝေမဆုံးရှုံးစေနဲ့။နမေကျော်ယင်းနီးမြောင်နံမူတထေးကြီးဝါရန်ဖက်ဖက်ရဲ့နမေကြီးစကားတခွန်းရှိပါတယ်။စီမင်းနံပါတ်1ပတ်ဆံမရှုံးစေနဲ့။စီမင်းနံပါတ်2နံပါတ်1ကိုဘယ်တော့မှမမေ့ပါနဲ့တဲ့။ယင်းနီးမြောင်နံရာကလောင်းကစားမဟုတ်ပါဘူး။တေချာတွက်ချက်ပြီးမှလောက်ရတာပါ။ နားတဲ့ရခိုင်နှောင်းရှုံသွားရင်ပြန်ရင်တူဖို့တရားရခိုင်နှောင်းမြတ်အောင်ပြန်ရှားရပါတယ်။ဒါကြောင့်မတည်ကြရင်မလုပ်ပါနဲ့။အရင်မပြုတ်ဖို့ကအဓိကပါပဲ။နံပါတ်2အနေနဲ့နည်းနည်းအမြတ်များများဒါကဘာလဲဆိုတော့ဆုံရှုံနိုင်ရင်နေပြီးမျက်နိုင်ကြီးအများကြီးရှိခဲ့ အခွင့်အရေးတွေကိုရှောက်ခရပါမယ်။ဥပမာဝဆန်သတိရင်လိုက်လို့အလွန်ဆုံးဆုံရှုံရင်သတိပဲ။ ဒါပေမဲ့ညရင်9သိန်း10သိန်းညနိုင်တဲ့အခွင့်အရေးမျိုးလောင်းကစားလုပ်တယ်လို့50 50မဟုတ်ပဲ ကိုဘက်ကအတားစီးရမယ့်အရှင်တွေမျိုးကိုစောင့်ပြီးမှဝင်တာပါနံပါတ်3အခွန်နဲ့ဈေးရိက္ခာတတ်တာအောင် ပြုလို့ရှင်မိတ်ဆွေဘနောက်ပဲရှားနိုင်လဲဆိုတာက အရေးမကြီးပါဘူးမိတ်ဆွေရဲ့လက်ထဲဘလောက်ကျန်လဲဆိုတာက ပိုပြီးအရေးကြီးပါတယ်နိုင်ငံတကာမှာတော့ အခွန်တက်တာတွေရင်းနှီးမြှုပ်နှံမှုအကောင့်တွေရှိပါတယ်။မြန်မာနိုင်ငံမှာတော့ကိုယ့်ရဲ့ဝင်ဝေထွန်းဝေကိုစည်ရင်းသိစာလုပ်ပြီးစည်ရေးစကအနည်းဆုံးဖြစ်အောင်စီမံတာမျိုးပါ။နံပါတ်၄ကျဲဥတွေကိုရှင်းအောင်တစ်ခုထဲမှာမထည့်ပါနဲ့။ဒါကလူတိုင်းသိပြီးသားပါ။ဒါပေမဲ့တကယ်လုံးဖြစ်ကြရဲ့လား။တချို့ကပတ်စံရှိသမျှအင်းရှမ်းမြေကြီးပဲထည့်ထားတယ်။တချို့ကရွှေကြီးပဲဝယ်ထားတယ်။ တချို့ကကျန်ဝေကြီးပဲခိုင်းထားတယ်။တကယ်တော့စစ်မှန်တဲ့ခွဲဝေခြင်းဆိုတာမတူညီတဲ့ပိုင်ဆိုင်မှုတွေမတူညီတဲ့နိုင်ငံတွေမတူညီတဲ့အချိန်ကာလတွေမှာ ခွဲပြီးရှင်းနေရပါ။တခုကြရင် တခုတက်လာမဲ့ပုံစံမျိုးပေါ့။အပိုင်းကပိုင်ဆိုင်မှုခွဲဝေခြင်းနဲ့ပုံသုံးပုံနေလား။စာအုပ်ထဲမှာပြောထားတဲ့အနှစ်သာရအစီအစဉ်အပိုင်းကတော့ဒါပါပဲ။ပတ်စံတွေကိုဘယ်လိုခွဲဝေမလဲ။ စာရေးသူကဘက်ကစထရတဂျီသို့မဟုတ်ပုံသုံးပုံနီလန်းကိုညွှန်ပြထားပါတယ်။ပုံနံပါတ်1လုံခြုံရေးပုံဒီပုံထဲမှာထည့်ရမှာက အရန်ကိုစိတ်ချရတဲ့ဝေကြီးတွေပါပဲ။အရေးပေါ်သုံးဖို့နေ့စဉ်စားသောက်ဖို့လက်ငင်းဝေတာအချိန်မရွေးထုတ်လို့ရတဲ့ဗန်အန်ဝေရှောက်လာမှ12လစာစားဝတ်နေရေးစရိတ်ဒီပုံကမိတ်ဆွေကိုစိတ်ရှင်းစာမှုပေးပါလိမ့်မယ်။စီဝါရေးပြက်ကပ်ပဲဖြစ်ဖြစ် အလုတ်ပြုတ်ရင်ပဲဖြစ်ဖြစ်ဒီပုံးတွေကပတ်စံနဲ့အေးဆေးပြတ်တမ်းနိုင်ရပါမယ်။ပုံးနံပါတ်2ကြီးထွားရေးပုံးဒီပုံးကတော့ရှမ်းသာအောင်လုပ်ပေးမယ့်ပုံးပါ။ဒီထဲကပတ်စံကိုဒေးရှိရအတွက်ရင်းနှီးမြှုပ်နှံရပါမယ်။စတော်ရှယ်ယာတွေအင်ရှင်မြေတွေစီးပွားရေးလုပ်ငန်းတွေမှာဒီပုံးကနည်းနည်းတော့အတအကျစံနိုင်ပါတယ်။ဒါပေမဲ့ရေရှည်မှာ10နဲ့အနည်း20အစမတန်ဒိုးပွားလာမယ် ပတ်စံတွေပါပဲဝေကြီးလွန်လမ်းမှုရမရဆိုတာဒီပုံးပေါ်မှာမူတည်နေပါတယ်ပုံးနံပါတ်3အိမ်မပုံးပတ်စံကြီးပဲဆိုပြီးမတုံမဲတည်သွားရင်လည်းအလကားပါပဲဒါကြောင့်ကိုစိတ်ကြိုက်ပျော်ပါဖို့အတွက်တည်တံ့ဖယ်ထားရပါမယ်ခရီးသွားဖို့ကားကောင်းကောင်းစီးဖို့ကိုရှင်းထင်ရတဲ့သူတွေကိုလက်ဆောင်ပေးဖို့ဒီပုံးနှင်းငွေကမိတ်ဆွေကိုအခုပြစ်စုံပံမှာရောရွှင်စေပါလိမ့်မယ် အပိုင်းလျှောက်အတိုးဖို့အတိုးစင်ခြင်း အိုင်းစတိုင်းကပြောပူပါတယ်ကွန်မန်အင်ထွက်ဆိုတာကဘာအံပွဲနံပါတ်၈ပဲတယ်ဒီသဘောတရားကိုနားလည်တဲ့သူကငွေရမယ်နားမလည်တဲ့သူကငွေပေးနေရမယ်ဥပမာလေးတစ်ခုနဲ့ပြောပြပါမယ်ပထမလူငယ်တယောက်ကအသက်20မှာစပြီးတလကို9000ဆိုတယ်အသက်30အထိ10နှစ်ပဲစုပြီးရလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီငွေကိုမထုတ်ပဲ ဆက်ထားပါတယ်ဒုတိယလူငယ်ကအသက်30ရာမှစာစုတယ်ကလကို9000ပဲဒါပေမဲ့သူက အသက်60အထိနှစ်ပေါင်း30လုံးစုပါတယ်ဘသူဝဆန်ကပိုများမလဲအဖြေကတော့စောစောစုတဲ့ပထမလူငယ်ကပိုများပါတယ်ဘာလို့လဲဆိုတော့အချိန်ကြောင်မှာအတို့ဘောအတို့ဆင်းသွားတဲ့ဆွမ်းအားကကြောက်စရာကောင်းတော့အောင်ကြီးမာပါတယ်ဒါကြောင့်ဒီနေ့ပဲစလုပ်ပါ ပမာဏနေတာညာတာအဓိကမဟုတ်ပါဘူးအချိန်ကသာအဓိကပါပဲအပိုင်းခွန်စိတ်ကိုထိန်ရှုပ်ရင် နောက်ဆုံးအရေးကြီးဆုံးကတော့ကိုယ့်ရဲ့စိတ်ကို နိုင်ဖို့ပါပဲလူတွေကခံစားချက်နဲ့ဆုံးဖြတ်တတ်ကြပါတယ်သူများတွေအုံနေခြင်းနဲ့ဝေရင် လိုက်ဝေခြင်းကြလေဈေးတွေကြားလို့သတင်းဆိုးတွေကြားရင်ကြောက်ပြီးရောင်းခြင်းနဲ့တကယ်အောင်မြင်တဲ့သူတွေကဒါရဲ့ဆက်ညင်ဘက်ကို လောက်ကြတာပါ သူများကြောင့်ရင် ကိုကဝယ်မယ်သူများလိုဘက်တဲ့ရင် ကိုကရောင်းမယ်ပြီးတော့ confirmation fee ဆိုတာရှိပါတယ်ကိုထင်တာမှန်နေဆိုတဲ့ချက်လက်တွေကိုပဲလိုက်ရှာတတ်ပါတယ်ဥပမာဆွေစည်းတတ်မယ်လို့ထင်ရင်တတ်မယ်ပြောတဲ့စင်ကိုပဲကြွေပြီးနားထောင်တာမျိုးပါအဲ့ဒါကိုသတိထားပါတည်ငယ်ချက်လက်ကိုပတ်စုံကနေနားထောင်ပါကဲဒီနေ့မှာတော့ အန်ရှေဂီဘဲစာအုပ်ရဲ့ဘာသာပြန်အနည်းချုပ်ကိုနားထောင်ပြီးတော့ပါပြီ။အန်ရှေဂီဘဲပြပိုးအတွက်က၁စီးပွားရေးအတဲကြကို ကြောင်းမနေပဲအခွင့်ကောင်းယူတတ်ရပါမယ်။၂မလူဝဲတဲ့စီးစကားတွေကိုဆော့ချရပါမယ်။၃ပုံတုံပုံနှုံချုံရေးကြီးပွားရေးအိမ်မက်ဆိုပြီးခွဲစားပြီးစနစ်တကျစီမံရပါမယ်။နံပါတ်၄အစောဆုံးစတင်ပြီးအတိုးပေါ်အတိုးစင်းနဲ့ အကျိုးဖို့ခံစားရမယ်။ငါကိုယ့်ရဲ့စိတ်ထုတ်ရှားမှုတွေကိုထိရှုပ်ပြီးစိတ်ရုပ်တရုပ်လိုစီကံတကြလှူဆောင်ရပါမယ်။မိတ်ဆွေအနေနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီကြည့်ကြည့်နေရဆိုရင်မိတ်ဆွေဟာတမန်သူတွေထက်ဘဝကိုပိုပြီးအလင်းနဲ့ထားတဲ့သူဆိုတာသိကြပါဗျ။ဒါပေမဲ့တိနေုံနဲ့မပြီးပါဘူး။ကျွန်တော်တို့ရဲ့ဘဝမှာတိတဲ့အရာတွေကိုတကယ်လိုက်လုံးမှသာ ရှာမှာပါ စာရေးသူပြောသလိုပါပဲ knowledge is not power knowledge is only potential power action is power အသိပညာကအလကားပဲရှိပါသေးတယ်လက်တွေ့တို့ဆောင်မှသာဆွမ်းအားအစစ်တွေဖြစ်ပေါ်လာမှာပါဒါကြောင့်ဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုစိန်ခေါ်မှုတစ်ခုပေးခြင်းပါတယ်ကိုယ့်ရဲ့ဝင်ငွေထွက်ငွေကိုပြန်စစ်ပါအရေးပေါ်ငွေဘလောက်ရှိလဲတွက်ကြည့်ပါ မရှိသေးရင်ဒီလကစပြီးနည်းနည်းချင်းစုပါ ိုးရငွေတွေမင်းနီယာမှာရောင်းနေလေရွှေလားငွေသားလားအင်ရှန်ကြီးလားပြန်ပြီးသုံးတတ်ပါခွဲဝေမှုတွေလှုပ်ဟုတ်စင်လာပါတကယ်လို့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးမရှင်းနေတာရှိရင်ဒါမှမဟုတ်မြန်မာနိုင်ငံရှိနေတဲ့ဘလို့အဆင်ပြေအောင်လုပ်ရမလဲဆိုတာဆွေးနွေးကြင်ရင်တော့အောက်ကခွန်မှန်မှာမိခွန်လေးတွေရေးသားခဲ့နိုင်ပါတယ်ကျွန်တော်ကိုယ်တိုင်ဝင်ဖက်ပြီးဆွေးနွေးပြီးသွားပါမယ်ညာနောက်ဒီဗီဒီယိုက မိတ်ဆွေအတွက်အကျိုးရှိရလို့ထင်ရင်မိတ်ဆွေရဲ့မိတ်ဆွေတွေမိသားစုဝင်တွေကိုပါ sharing လုပ်ပေးလိုက်ပါသူတို့လည်းငွေကြေးတော့ကနေလွမြောက်နိုင်ကြပါစေကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ဆုံးအနေနဲ့မှာကျင်တာကတော့ငွေကြေးချမ်းသာမှုဆိုတာပန်းနိုင်မဟုတ်ပါဘူးအဲ့ဒါကသတားသတင်းသာဖြစ်ပါတယ်ကိုရှိတဲ့သူတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ကိုဝါနာပါရာတွေ လုံနိုင်ဖို့လောကကြီးကိုတပတ်တလန်းကအကျိုးပြုနိုင်ဖို့ပေါင်းကူပေးထားတဲ့တရားပါပဲမိစေတို့အားလုံးဝေကြီးလွတ်လပ်မှုရပြီးစိတ်ချမ်းသာကိုကျမ်းမာနဲ့ဒီပြည့်စုံတဲ့ဘဝကိုပိုင်းဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီနေ့မှာတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်